ကျမ်းမာတော်မူကြပါစောခင်ဗျာယခုချိန်မှစတင်ပြီးဒီကနေ့စက်တင်ဘာလ25ရက်နေ့ညနေခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လိုင်းပါဒီ channel လေးကမြေပြင်ချင်းတွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာပထမဆုံးတင်ဆက်ပေးကြတဲ့ကတော့မြိုင်မာပြည်ရွာဘန်ကာအနီးထိတော်လိုင်းရတက်တွေပျောက်ကြားဝင်ပြင်းတိုက်ပွဲဖြစ်ပြူစောတီကင်းမှုတူတေဆုံးခဲ့ကြောင်းတင်ဆက်ပေးပါမယ်မကွေးတိုင်းပကုတ်ကူခရိုင်မြိုင်မြို့နယ်တောင်ပိုင်းက တရက်ကပြူစောတီရွာကိုတော်လန်ကြီးတက်တွေပျောက်ကြားသွားရောက်ပြစ်ခတ်တက်ခဲ့ရမှာထိတွေ့တိုက်ပွဲဖြစ်ပွားပြီးအကြမ်းဖက်ပြူစောတီတရက်သေဆုံးခဲ့တယ်လို့အညာမီတပ်ပေါင်းစုတာဝန်ခံကိုပူပူတန့်စင်ကပြောပါတယ်စက်တင်ဘာလ24ရက်နေ့မနေ့မနေ့အစောပိုင်းမှာတရက်ကပြူစောတီရွာရဲ့ဘန်ဂါရီနာအထိတော်လန်ကြီးတက်ပွဲဝင်တွေချင်းကပ်ပြစ်ခတ်ရမှာတာဝန်ကျနေတဲ့ပြူစောတီကင်းမှုမြို့နယ်အိမ်စုသူနေရာမှာလေကြသေဆုံးခဲ့တယ်လို့သိရှိရပါတယ် အဲ့ဒီနောက်ပြူစောတီတွေဘက်ကလက်နက်ကြီးလက်နက်ငယ်တွေနဲ့ပြန်လည်ပစ်ခတ်ရမှာနှစ်ဖက်ပစ်ခတ်မှု7မိနစ်ကြာဖြစ်ပွားခဲ့ပြီးတော်လန်ကြီးတပ်တွေစုခွာခဲ့ရတယ်လို့ကိုဘူတန့်စင်ကပြောပါတယ်ကျွန်တော်တို့ဘက်ကအင်အား30လောက်နဲ့ပျောက်ကြားသွားလို့တာကင်မှုကဘန်ဂါတွေကနေအထွက်ကိုစောင့်ပစ်လိုက်နေတာပေါ့နောက်ပစ်ခတ်မှုတွေဖြစ်တော့သူတို့ဘက်ကထိခိုက်မှုတွေရှိတယ်အတိမပြုတ်နိုင်ဘူးလို့အညာမီတပ်ပေါင်းစုတာဝန်ခံကိုဘူဘူတန့်စင်ကပြောပါတယ်အဲ့ဒီတိုက်ခိုက်မှုကို TYK ပျောက်ကြားတပ်ဖွဲ့နဲ့အတူအညာမီတပ်ပေါင်းစု မြိုင်ပကဖတ်တတခွဲတမြိုင်ပကဖတ်တရင်တတခွဲလင်းစက်ကြပြည်သူ့လွတ်မြောက်ရေးတပ်ပေါင်းစု PLC Union Brothers UB ကမ္မ Underground PDF ကမ္မတပ်ပေါင်းစုတောင်ကြီးနောင်တပ်ဖွဲ့တောင်မန်တပ်ဖွဲ့ຫນွေဦးညင်နောင်တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့တယ်လို့သိရှိရပါတယ်ပြီးခဲ့တဲ့စက်တင်ဘာလ18ရက်နေ့ကလည်းထက်တပ်ဖို့ထွက်လာတဲ့တရက်ကံပြူစောတီတယောက်ကိုတော်လိုင်းရေးတပ်တွေကစောင့်ကြိုပစ်ခတ်တိုက်ခိုက်ရင်းနှစ်ဖက်တိုက်တွေ့မှုတွေဖြစ်ခဲ့ပါသေးတယ် တရက်ကံပြူစောတိရွာပြူစောတိနှင့်အကျက်ဖတ်စစ်သားအင်အား120နီးပါးတဆွဲထားတဲ့ကြေးရွာတစ်ခုဖြစ်ပြီးလက်နက်ကင်ဆော့ခြင်းမရှိတဲ့အရတား150နီးပါးရှိကြတယ်လို့သိရှိရပါတယ်။ရွာကံပြူစောတိတွေဟာသူတို့ကိုတော်လန်ရေးတပ်တွေမှပိတ်ဆို့ခြင်းစကြောင်းအနီးအနားကြေးရွာတွေကိုစစ်ကြောင်းထုမှွေနှောင်ရင်းပြည်သူပိုင်ပစ္စည်းတွေကိုခိုးယူတာရွာတွေကိုမိရှုတာတွေလှုပ်ဆောင်ခဲ့တယ်လို့ပိတ်ဆို့ခံရခြင်းမှာလဲကြေးရွာအတွင်းကနေအရတားတွေကိုအပြင်ထွက်မိုင်းရှာဟင်းရွက်ရှာနဲ့ ထင်းရှားခိုင်းတာတွေလည်းရှိတယ်လို့သိရှိရပါတယ်။ဒီအတွက်ကြေးရွာအတွင်းမှာမနေထိုင်လိုတဲ့အယတတော်တော်များများဟာလည်းတော်လန်ရေးတက်တွေထင်းချုပ်ထားရစီကိုထွက်ပြေးခုံလုံတာမျိုးတွေလည်းရှိနေပါတယ်ခင်ဗျာ။ထပ်မံတင်ဆက်ပေးကြတာကတော့ရေဦးမြို့နယ်ပကဖရဲဘော်နှစ်ဦးကတရခန့်ပြူစောတိလေးဦးကိုကဲထုတ်ပြီးစစ်ကောင်စီနဲ့တွားရောက်ပူးပေါင်းကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းရေဦးမြို့နယ်ပကဖလက်ယုံတက်ကရဲဘော်နှစ်ဦးဟာတရခန့်ပြူစောတိတင်းနှင်းစင်လေးဦးကိုကဲထုတ်သွားပြီး စက်တင်ဘာလ22ရက်နေ့ကစစ်ကောင်စီနဲ့တွဲရောက်ပူးပေါင်းခဲ့တယ်လို့ရေဦးမြို့နယ်ပကဖအဖွဲ့ဝင်တဦးကပြောပါတယ်။ရေဦးမြို့နယ်ပကဖလက်ယုံတပ်ဖွဲ့ကရဲဘော်အပြည့်အပါအဝင်6ဦးဟာကမ်ပလူမြို့နယ်ကာဘူးရွာမှာအခြေချတဆွဲထားတဲ့စစ်ကောင်စီတန်းကိုတွဲရောက်ပူးပေါင်းခဲ့တယ်လို့ပြောပါတယ်။ပကဖရဲဘော်2ဦးပေါ်ကျန်တဲ့ဟာတွေကပြူစောတိတင်းနှင်းစင်းတွေပါမြစ်တဖက်ကန်ကူးပြီးတော့ကာဘူးကခွေးချန်တဲကိုဝင်သွားတာအလုံးပေါင်း6ဦးပါလို့ရေဦးမြို့နယ်ပကဖအဖွဲ့ဝင်တဦးကပြောပါတယ်။ မျက်မှောက်ခေတ်တရင်ဌာနကရရှိထားတဲ့စီးရင်တွေအရာကြည်စံခိုးယောင်ဆမှုနဲ့ယာယီတာဝန်ရက်ဆိုင်ခံတားရတဲ့ရဲဘော်အောင်သူတရခန့်ထွန်းအောင်ကျော်တရခန့်ဇော်ဦးတရခန့်ပန်ချာတရခန့်တန်းစင်အောင်ကမ်ပလူမြို့နယ်ကာဘူရွာမှာရခင်ကလက်နက်ကင်ပြီးကင်းဆောင်သူတရခန့်ဟိန်လင်းဦးရခင်ကကမ်ပလူမြို့နယ်ဒမ်းမင်ရွာမှာလက်နက်ကင်ပြီးကင်းဆောင်သူတို့ဖြစ်တယ်လို့သိရှိရပါတယ်။စကိုင်းတိုင်းရေဦးမြို့နယ်ဟာတော်လိုင်းအကောင့်တဲ့မြို့နယ်တစ်ခုဖြစ်ပြီးစစ်ကောင်စီတပ်နဲ့ပြည်သူ့ကာကွယ်တပ်ဖွဲ့တို့အကြား မကြာခဏဆူသလိုတိုက်ပွဲဖြစ်ပွားနေတဲ့မြို့တစ်ခုလည်းဖြစ်ပါရယ်ခင်ဗျာနောက်ထပ်သိရှိရတဲ့သတင်းကတော့စစ်တပ်ကအဝေးပြေးခီးတဲ့တင်ကားပေါ်မှာလိုက်ပါလာတဲ့ခီးတော်လူငယ်တွေကိုဆွဲချပြီးစစ်မှုတန်းဖြစ်ပေါ်တာဆွဲဖမ်းဆီးလာရန်ကုန်ပြည်လမ်းပိုင်းနဲ့စလင်းတွမှာခီးတော်လူငယ်၁၂ဦးအဖမ်းခံရကြောင်းတင်ဆက်ပေးပါမယ်ပဲခူးတိုက်ရန်ကုန်ပြည်လမ်းပိုင်းမှာ express ကားပေါ်လိုက်ပါလာတဲ့ရန်ကုန်မှပြန်လာတဲ့လူငယ်၇ဦးအပါအဝင်၉ဦးကိုအချက်ပတ်စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးတော့ကြောင်း ခီးသောပြည်သူများနဲ့ဒေသပြည်သူများကပြောဆိုပါတယ်စက်တင်ဘာလ17ရက်နေ့ရန်ကုန်ပြည်လမ်းပိုင်းအုတ်ဖုံမြို့နယ်အပိုင်းလေးဦးကုန်းလမ်းဆောင်ရှိရန်ကုန်မှပြန်လာတဲ့ express ကားပေါ်လိုက်ပါလာတဲ့လူငယ်ခုနှစ်ဦးကိုစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်ဒါ့အပြင်အစိုးရအကြမ်းဖက်စစ်တပ်ဟာအဲ့ဒီနေ့မနက်၈နာရီခန့်မှာကဝေစုရွာမှာပြည်သူနှုတ်ဦးကိုလည်းထပ်မံဖမ်းဆီးသွားကြောင်းအဲ့ဒီဖမ်းဆီးခံရတဲ့ပြည်သူတွေကိုမြည်သည့်နေရာကိုဖမ်းဆီးသွားခြင်းကိုအတိမပြုနိုင်သေးပဲ မိသားစုဝင်များလည်းလိုက်လံစုံစမ်း၍မရသေးကြောင်းသိရှိရပါသည်စက်တင်ဘာလ18ရက်နေ့မနက်9နာရီလောက်မှာအုပ်ဖို့မြို့နယ်အပိုင်းရန်ကုန်ပြည်လမ်းပိုက်မှာရှိတဲ့လေဦးကုံလမ်းစုံမှာရန်ကုန်ကနေပြန်လာတဲ့ express ကားပေါ်လိုက်ပါလာတဲ့လူငယ်9ဦးကိုစစ်ခွေးနဲ့ပြူစောတိတွေကပေါ်တာဆွဲဖမ်းဆီးသွားတာအဲ့ဒီစစ်ခွေးတွေကကဝေစုရွာကပြည်သူနှုတ်ကိုပါဆက်ပြီးပေါ်တာဆွဲဖမ်းဆီးသွားတယ်အုပ်ဖို့မြို့နယ်ထဲမှာတသားသစ်စူးဆောင်တာကိုအင်းမြတာယာရွာကပြူစောတိတွေကတာဝန်ယူလှုပ်ဆောင်နေတာလို့ ခီးသောပြည်သူများနဲ့ဒေသပြည်သူများကပြောဆိုပါတယ်။အလားတူမကွေးတိုင်းစလင်းမြို့နယ်မှာအကြမ်းဖက်စစ်တပ်ကနန်တိုက်တော်ဝင် Express ကားပေါ်လိုက်ပါလာတဲ့လူငယ်၃ဦးကိုလည်းပေါ်တာဆွဲဖမ်းဆီးတော်ကြောင်းဒေသပြည်သူတွေကပြောဆိုပါတယ်။စက်တင်ဘာလ24ရက်နေ့မနက်6:00နာရီခန့်မှာစလင်းမြို့လက်ပကံလမ်းခွဲမှာနန်တိုက်တော်ဝင် Express ကားပေါ်လိုက်ပါလာတဲ့လူငယ်၃ဦးကိုကားပေါ်တက်ရောက်၍ပေါ်တာဆွဲဖမ်းဆီးတော်ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ ဘေယွန်ကလူငယ်တွေကိုဖမ်းသွားတာလေးဆိုတော့အတိမပြုတ်နိုင်သေးပါဘူးစလင်းမျိုးလက်ပကံလမ်းကွဲမှာနတ်တိုက်တဝဲမှန်လုံကားပေါ်လိုက်ပါလာတဲ့လူငယ်သုံးဦးကိုစစ်ခွေးတွေကကားပေါ်ကနေဆွဲချပြီးကိုပေါ်တာဆွဲဖမ်းဆီးသွားတာပါလို့ဒေသပြည်သူတို့ကပြောဆိုပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးချင်တာကတော့ရုရှားရောင်မင်းအောင်လိုင်က Nova Civ မျိုးအုတ်ချုပ်ရေးမှုကိုလက်ဖက်တုံးနဲ့ငတ်တလောက်ပေါင်းတွားကြွေပြီးလက်ဖက်ရည်တိုက်ကြောင်တင်ဆက်ပေးပါမယ် ရုရှားနိုင်ငံမှာရောက်ရှိနေတဲ့အကြမ်းဖက်မင်းအောင်လည်းက Nova Civic မြို့အုပ်ချုပ်ရေးမှူး Mr. Trevnikov Andrey Alexandrovich ကိုလက်ဖက်သုံးတဲ့ငတ်တလောက်ပေါင်းတွားချွေးပြီးလက်ဖက်ရည်တိုက်ခဲ့ကြောင်းအကြမ်းဖက်စစ်တပ်ကတရင်ထုတ်ပြန်ပါတယ်။စက်တင်ဘာလ24ရက်နေ့ရုရှားနိုင်ငံမော်စကိုမြို့ကိုထွက်ခွာသွားတဲ့မင်းအောင်လည်းကရုရှားနိုင်ငံ Nova Civic မြို့မှာခီးတထောက်ဖြစ်ခဏရပ်နားခဲ့ကြောင်းအဲ့ဒီလိုရပ်နားစဉ်မင်းအောင်လည်းကိုလာရောက်ကြိုဆိုတဲ့ Nova Civic မြို့အုပ်ချုပ်ရေးမှူးနဲ့တာဝန်ရှိသူတွေကိုမြမရိုးရအစားအစာဖြစ်တဲ့ ငတလောက်ပေါင်းလဖက်ရင်နဲ့လဖက်တုတ်တုတ်ကိုလေးစိတ်မှပဲမင်းအောင်လိုင်ကကြွေးမွေးခဲ့ကြောင်းသိရှိရပါတယ်။မြန်မာနိုင်ငံမှာအသည့်ပြင်ဆင်လာတဲ့မြန်မာရိုးရာအစားအစာဖြစ်တဲ့လဖက်အုပ်လဖက်ရင်အသည့်ချက်ပြုတ်လာတဲ့ငတလောက်ပေါင်းတို့ဖြင့်တင်ခင်းအခန့်ကြီးရမှာ Nova Civic ဒေတာအုပ်ချုပ်ရေးမှုနဲ့အဖွဲ့ဝင်တွေကမင်းရှက်စွာတုံးဆောင်ခဲ့ကြပြီးမင်းအောင်လိုင်ကမြန်မာရိုးရာစားတောက်ဖွဲ့များနဲ့ပတ်သက်၍ရှင်းလင်းပြောကြားခဲ့တယ်လို့စစ်တပ်ကတင်ထုတ်ပြန်ပါတယ်။ ်မေအောင်နိုင်ငံရုရှားနိုင်ငံမော်စကိုမှာစက်တင်ဘာလ25ရက်နေ့မှ28ရက်နေ့အထိပြုလုပ်မဲ့ကမ္ဘာအနှံ့အမြူတရင်ပတ်ဖိုရမ်2025အခမ်းအနားကိုတွားရောက်နေခြင်းလည်းဖြစ်ပါရယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးချင်တာကတော့ကြောင်မင်းနဲ့တီဘောမှာစစ်တကဆေလွတ်ထားတဲ့စစ်ပတ်ရေးရလုံချုံကြီးတက်ဖွဲ့ဆာယာဖတ်နဲ့တရင်ပိစေဦးကျော်ကိုဖမ်းဆီးရရှိပြီးတရောင်းစားတထေးခရီးသွားအပါအဝင်ပုံစံအမျိုးမျိုးအယောင်ဆောင်တရင်ရယူခဲ့ကြောင်းတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းမှာ TNL ကသိမ်းပိုက်ထားတဲ့ ကြောင်မဲမြို့နယ်ဒီဘောမြို့နယ်တို့မှာစစ်တပ်ကစီလွတ်ထားတဲ့စစ်ပဲရေးရလုံခြုံရေးတပ်ဖွဲ့ဆော့ရဖားနဲ့တရင်ပေးစေဦးကျော်ကိုဖမ်းဆီးရရှိခဲ့ပြီးဖမ်းဆီးရရှိသူများမှာတရောင်းစာတထေးခီးတွားအပါအဝင်ပုံစံအမျိုးမျိုးအယောင်ဆောင်တရင်ရယူခဲ့ကြောင်း TNL ကတရင်ထုတ်ပြန်ပါတယ်။ကြောင်မဲနယ်ဒီဘောမြို့တို့မှာ TNL ရေးတပ်ဖွဲ့နဲ့ဌာနဆိုင်ရာတို့ကပူးပေါင်းပြီးရှောင်းတခင်စစ်ဆင်းမှုဆောင်ရွက်နေစဉ်ဆော့ရဖားနဲ့တရင်ပေးစေဦးကျော်ကိုဖမ်းဆီးရရှိခြင်းဖြစ်ကြောင်းလာရှိုးမြို့အတွင်းမှာရှိတဲ့စစ်ကောင်စီက TNL အုပ်ချုပ်တဲ့မြို့နယ်များအတွင်းရှိ TNL ရဲ့ဂိတ်နေရာများ၊ဂိတ်အတွင်းရှိလူအင်အားလက်နက်အင်အားများဌာနဆိုင်ရာအင်အားများတပ်စခင်းနေရာများလူစုလူဝေးများတဲ့နေရာတွေမှာတရင်ရယူပြီးလေကြောင်းပစ်ခတ်မှုပြုလုပ်ကြောင်းအဲဒီနောက်မှာထိရောက်မှုရှိမရှိကိုစုံစမ်းထောက်လှမ်းရယူခဲ့ကြောင်းသိရှိရပါတယ်။အဲဒီနောက်စစ်တပ်လွယ်ကူစွာဝင်ရောက်နိုင်မဲ့လမ်းနဲ့ထောက်ပို့လမ်းကြောင်းအခြေအနေတွေကိုလည်းအဓိကထောက်လှမ်းပြီးတရင်ပေးပို့ခဲ့ကြောင်းစာရဖတ်များနဲ့တရင်ပေးတွေဟာ မြို့အတွင်းကိုလမ်းလျှောက်ရွေ့တော်၎င်းဆိုင်ကယ်နဲ့တော်၎င်းလိုင်းကားနဲ့တော်၎င်းအိမ်ကားဖြင့်တော်၎င်းတထည်အယောင်ဆောင်တော်၎င်းတရောင်းစားအယောင်ဆောင်တော်၎င်းခီးသွွားအယောင်ဆောင်တော်၎င်းပုံစံအမျိုးမျိုးနဲ့ဝင်ရောက်ပြီးတရင်များထောက်လန်းရယူခဲ့ကြောင်းသိရှိရပါတယ်။ဆာယာဖတ်နဲ့တရင်ပေအချင်းချင်းဆက်သွယ်မှုပြုလုပ်ရမှာလဲလက်ဟန်အမှုအရာလက်ဖက်ရည်ဆိုင်လမ်းပေးကွန်ရံဆိုင်နဲ့လူရှင်းတဲ့နေရာတွေမှာလူချင်းတွေ့ပြီးတဦးနဲ့တဦးတရင်ပေကစစ်ကောင်စီတပ်ထံကို online platform ဖြစ်တဲ့ Viber, Facebook, WeChat Telegram မြန်မာတဆင့်သတင်းပေးပို့ခဲ့ကြကြောင်းသိရှိရပါတယ်။စစ်တပ်ကတအောင်ပြည့်အတွင်းမှာရှိတဲ့မြို့နယ်များမှာစစ်ဘက်ရဲရလုံခြုံရေးများစွာစေလွှတ်ထားပြီးအစိုးရဖမ်းဆီးရမိသူတွေကိုလည်းလုံခြုံစိတ်ချတဲ့နေရာမှာကောင်းမွန်စွာထိန်းသိမ်းထားကြောင်းပြည်မှုကျူးလွန်ကြောင်းထင်ရှားပေါ်လွင်ပါကတအောင်ပြည့်ဥပဒေနဲ့အညီအရေးယူသွားမှာဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးချင်တာကတော့နယူးယောက်မတော်ရရှာပဲမော်စကိုတို့တာမြန်ရရှာလိပြီးဆိုတော့ဆီယနာဆူဝီရဲ့တရင်ဆောင်ပါတုံးသက်ချက်များကိုတင်ဆက်ပေးပါမယ်။ ယခုခါမင်းအောင်လိုင်က၎င်းအသွားကျင်ဆုံးနယူးယောက်ကိုမရောက်ရရှာပဲမော်စကိုကိုရောက်ရှိတွားရရှာပြီဖြစ်ပါတယ်စက်တင်ဘာလ26ရက်နေ့မှ28ရက်နေ့အထိမော်စကိုမှာကျင်းပမဲ့ကမ္ဘာအနုမြူစွမ်းအင်သတင်းပတ် World Atomic Week Forum ကိုတက်ရောက်ရန်ထွက်ခွာသွားပြီဖြစ်ပါတယ်အနုမြူစွမ်းအင်အစီအစဉ်များပေါ်ဆောင်နေတဲ့နိုင်ငံများမှခေါင်းဆောင်များတက်ရောက်မှာဖြစ်တယ်လို့စစ်အုပ်စုမီဒီယာများကဝင်းဝင်းကြွကြဖော်ပြနေကြပေမဲ့တကယ်တမ်းမှာတော့ပူတင်ရဲ့တပည့်ရင်းချများဖြစ်တဲ့ဘယ်လာရုစ်သမ္မတ ာမေးနီးယန်ဝန်ကြီးချုပ်အီရတ်ဝန်ကြီးချုပ်တို့သာတက်ရောက်ဖို့ရှိနေပါတယ်။ကျန်နိုင်ငံတွေကတော့ညွှန်ကြားရေးမှုချုပ်အဆင့်ရှိတဲ့အစိုးရအဖွဲ့ကိုယ်စားလှယ်များကုမ္ပဏီကြီးများမှကိုယ်စားလှယ်များသိပ္ပံပညာရှင်များနဲ့စီးပွားရေးလုပ်ငန်းရှင်များတက်ရောက်ကြမှာလည်းဖြစ်ပါတယ်။မြန်မာပြည်မှာနျူကလ িয়ার ဓာတ်ပေါင်းဖို့အသေးစားပဲမရှိသူတည်တနဌာနလည်းမရှိသေး။ဒါအပြင်နျူကလ িয়ার စီမံကိန်းဟာလည်းငွေကြေးအများကြီးကုန်ကျမှာဖြစ်တဲ့အတွက်လက်ရှိပြပရောက်အလို့သမားများထမ်းမှာပဲလက်ကုံနှိုက်နေရတဲ့စစ်အုပ်စုလုံနိုင်မဲ့အရာလို့ ဘယ်သူကမှလေးလေးနက်နက်စဉ်းစားမနေကြပါဘူးရုရှားနဲ့နျူကလ িয়ার စွမ်းအင်ပူးပေါင်းဆောင်ရွက်ရေးအတွက်နားလည်မှုစာချုပ်နှုန်း MOU ကို2023ခုနှစ်မှာလက်မှတ်ရေးထိုးခဲ့ပါတယ်နားလည်မှုစာချုပ်နှုန်းဆိုဒီကလည်းတကယ်တဲ့ accountant ဖော်မဲ့စာချုပ်စာတမ်းမျိုးမဟုတ်ပဲလောက်ကြရအောင်ဆိုတဲ့ကြီးညာတဲ့အဆင့်မျိုးသာဖြစ်ပါတယ်သို့တော့ရုရှားဟာ၎င်းတို့နောက်မှာမမမမမရက်နေတယ်လို့လူမိုက်အားကိုးနဲ့လူရှင်အောင်ဟန်ရေးပြနေတဲ့အဆင့်သာရှိပါတယ် သို့တော်လဲရုရှားတို့ကိုတိုင်ကိုကျဝင်တိုက်ပေးခဲ့တဲ့စီးရီးယားမှာပင်အာဆက်ထွက်ပြေးတော့ရသည်ကိုကြည့်၍မြေသူကများလည်းအထင်တကြီးမရှိကြတော့ပါလက်ရှိမှာ88ကြိမ်မြောက်ကုလသမဂ္ဂထွေထွေညီလာခံကြီးကျင်းပနေပြီဖြစ်တဲ့အတွက်နိုင်ငံပေါင်းစုံမှသံတမန်များဝန်ကြီးချုပ်များစုံကြီးစွာမိန့်ခွန်းအတိအသီးပြောကြဖို့တဖွဲ့ဖွဲ့ရောက်ရှိလာနေကြခြင်းလည်းဖြစ်ပါတယ်ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ်မိုဟာမက်ယူနစ်ဟာလည်းနယူးယောက်မှာချိန်ကပ်၍ရိုဟင်ဂျာအရေးဖြေရှင်းဖို့ ညီလာခံတရက်ကိုစက်တင်ဘာလ30ရက်နေ့မှာပြုလုပ်သွားရင်စီစဉ်ထားတယ်လို့သိရှိရပါတယ်။လက်ရှိမှာမြန်မာနဲ့အာဆီယံကောင်းဆောင်တွေဟာတတမန်ရေးအရာရှေ့မတူနောက်မဆုတ်ဖြစ်နေကြပါတယ်။စေအုစုမှ၎င်းတို့အကြီးအကျယ်မျှော်မှန်းထားတဲ့ရွေးကောက်ပွဲဆိုဒီကိုအာဆီယံမှဝင်ရောက်မဆွတ်ဖက်နိုင်ဖို့ပိတ်ဆို့ဟန်တာနေတယ်လို့ဟောင်ကောင်မှာရှိတဲ့ South China Morning Post သတင်းစာမှာရေးသားထားပါတယ်။အာဆီယံ၄နိုင်ငံမှနိုင်ငံခြားရေးဝန်ကြီးများခီးစဉ်ကိုလည်းရွှေ့ဆိုင်ပေးလိုက်ရပါတယ်။အဲ့ဒီလိုရွှေ့ဆိုင်လိုက်ရခြင်းမှာလည်း မင်းအောင်လှိုင်က၎င်းရဲ့ရွေးကောက်ပွဲကိုအတိကနိုင်ငံကြီးများဖြစ်တဲ့တရုတ်နဲ့အိန္ဒိယတို့မှထောက်ခံမှုရထားတဲ့အတွက်အာဆီယံပြောလာမိများကိုနားထောင်ကျင်စိတ်မရှိဖြစ်လာတာကြောင့်လို့လိလသူတွေကသုံးသပ်ကြပါတယ်။၎င်းတို့ကျင်နဲ့အောင်လဲပြောဆိုလုတ်ကင်ပေးစရာမလိုဘူးလို့ယူဆလာပါတယ်။အာဆီယံမှစစ်အုပ်စုကိုယ်စားလှယ်တွေကိုရွေးကောက်ပွဲထက်ငြင်းချင်ရဖို့တာဦးစားပေးရမယ်လို့အတိပေးထားခဲ့ပြီးဖြစ်ပါတယ်။အာဆီယံမှမြန်မာအရေးအား ပါဝင်ပတ်သက်သူအလုံးနဲ့ထိတွေ့ဆက်ဆံပြင်းရှင်းသွားရန်စိတ်ပိုင်းဖြတ်ထားပြီးဖြစ်ပါတယ်။ယင်စေအုပ်စုနဲ့ဆက်ဆံရေးမှာရှိလျှောက်အစင်းလားတစ်ခုဖြစ်သွားနိုင်တယ်လို့យေတာထားပါတယ်။အာဆီယံလက်ရှိစစ်ပွဲကိုဆွေးနွေးအပြေရှားပြီးရက်တရန်လိုအပ်လျင်အပြစ်ခက်ရေးစေးရေးကိုလ ీల ဆောင်ကြည့်မဲ့အဖွဲ့များစေလွတ်ရန်ရည်ရွယ်နေပါတယ်။ဤဒီကပင်မင်းအွန်လိုင်းတို့အုပ်စုရဲ့ရည်ရွယ်ရင်းအမှန်ကိုမတုံ့တက်နိုင်ပဲစိတ်ကူးနဲ့တိုက်ဆောင်နေကြခြင်းသာဖြစ်ပါတယ်။၎င်းတို့ဖာသာပြတ်ထန်းထားတဲ့ပြည်တွင်းရေးဝင်မဆွတ်ဖက်ရ အပွဲဝင်နိုင်ငံတနိုင်ငံပွေဖောက်လာပါကအရေးယူမဲ့ပြဋ္ဌာန်းချက်များမရှိတဲ့အတွက်ယွာလည်နေတဲ့အဖွဲ့သာဖြစ်ပါတယ်။မင်းအောင်လည်းရွေးကောက်ပွဲဆိုသည့်ကစစ်အုပ်ချုပ်ရေးဆိုသည့်စင်ကောင်ကြီးအားဒီမိုကရေစီဆိုသည့်စိတ်တရေနဲ့ဖုံးအုပ်ရန်ကြိုးပမ်းခြင်းတသက်တာဖြစ်ဒီကိုပြည်သူတရက်လုံးကနားလည်ထားကြပြီးဖြစ်ပါတယ်။၎င်းတို့မြည်သူတို့အခြေအနေများရောက်ရောက်ပြည်သူများပေါ်ကျွလွန်ခဲ့တဲ့ပြစ်မှုတွေကအရေးလိုကပ်ပါလာပြီးအမြင့်လိုလိုချောက်လန့်နေမိတာဖြစ်ပါတယ်။ လက်ရှိမှာတော့လူအသက်တချောင်းကိုပရဲစိတ်တကောင်လုံးမြပင်တံပိုးမထားတတ်တဲ့ကြောက်မပွေကောင်းလာတဲ့စစ်အာဏာရှင်စနစ်ဆိုးကြီးမြမမြေပေါ်မှာခေါင်းထောင်နိုင်ရန်အာယူနေပြီဖြစ်ပါတယ်။ရုပ်ရည်ယူပကအသင်တင်မြပင်မရှိတရုတ်ဆောင်အရေးချင်းနဲ့တစက်မြမရှိဘာပဲလျက်ငွေထုတ်ပိုက်ပြီးရုပ်ရှင်မင်းသားဝင်လုံနေတဲ့ဇက်ထုတ်ကိုမကြည့်မနေရကြည့်ကြရတော့မိတာဖြစ်ပါတယ်။အာဏာသာသိမ်းလိုက်ပေမဲ့လေတိုင်းပြည်ကိုအုပ်ချုပ်နိုင်စွဲမရှိကြပောက်ဖော်ကြီးကေပါကျွတ်မင်းကြီးကေပါနဲ့တိုင်းပြည်ရဲ့အချုပ်ချာအာဏာကိုအပေါင်ထားပြီး အသက်ဆက်နေကြရတဲ့ဘဝကိုရောက်ရှိနေကြသူများလည်းဖြစ်ပါတယ်မိတို့ပင်စကားပရိရဲ့အရာနဲ့ဖုံးကွယ်ဖို့ကြိုးစားနေပေမဲ့လည်း၎င်းတို့ပဲအခြေစိုက်နေပြီဆိုတာကိုပြည်သူများသာမကနိုင်ငံတကာကပါကောင်းစွာသိနာလည်နေကြပြီလည်းဖြစ်ပါတယ်ဒုမြတ်သာမကသည်နိုင်ငံတကာတရားရုံးများကလည်း၎င်းတို့ကိုယုံတင်စစ်ဆေးနိုင်ဖို့တက်တဲ့အထောက်အထားများအစင်းသည့်စုဆောင်ထားကြပြီဖြစ်ပါတယ်ဘင်္ဂလားဒေ့ရှ်ကောင်းဆောင်မိုဟာမက်ယူနက်စ်ကဒီကမ္ဘာလုံးအနေနဲ့မြန်မာစစ်အုပ်စုရဲ့ရုံမှဆက်ဆုပ်ရွှန်ရှားပွဲကောင်းတဲ့ လူမျိုးရေးတန့်စင်မှုကျွလွန်ခဲ့ခြင်းအားပြက်ပြက်သားသားဆန့်ကျင်ရပ်တည်တော်ပြီး၎င်းတို့နှင့်ဆက်ဆံရေးကိုလည်းပြန်လည်စဉ်းစားကြရင်ပါမကြသိမီကတိုက်တွန်းလာခဲ့ပြီဖြစ်ပါတယ်။ပြည်သူတို့ရဲ့တရားတော်စစ်မုတ်ချအောင်ရမည်လို့ရည်တာထားပါတယ်ခင်ဗျာ။ဟုတ်ကဲ့ပါအခုလိုသတင်းများကိုနောက်ဆက်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်။နောက်ထပ်တော်လိုင်းသတင်းတူများနဲ့ပြန်လာခဲ့ပါမယ်။မြန်မာပြည်သူပြည်သားအပေါင်းအကြံပတ်စစ်အာဏာရှင်စနစ်ဆွတ်လက်အောင်မှအမြန်ဆုံးလုပ်မြောက်ပြီးတော်လန်နေတဲ့ကိုချီတော်တွင်ရောက်ရှိနိုင်ပါစေလို့ ကျွန်တော်တို့ဒေါ်လန်သတင်းဌာနမှာဆူတောင်းလိုက်ပါရခင်ဗျာ။